နမိတ်ကြီးချက်လုံးကန္နဝင်တူရဲ့တောင်းဖြစ်သူကိုတမင်တသက်အနိုင်ကျင့်ခဲ့မှုကြောင့်ဝန်ခံပြောကြားလာတဲ့ရေမိုနီ United ကန်ဒဝင်တိုက်စစ်မှုရင်းရုံးနေက United ကန်ဒဝင်ကစားသမားတူဖြစ်တဲ့ Steve Bruce ရဲ့တားဖြစ်သူ LS ကိုသူပေါင်းကောင်ဖြစ်တယ်ဆိုတာပြသဖို့အတွက်ရွယ်ချက်ရှိရှိအနိုင်ကျင့်ခဲ့မှုကြောင့်ဖွင့်ဟပြောဆိုလာခဲ့ပါရယ်အသက်36နှစ်ရွယ်တဲ့ဤတိုက်စစ်မှုအောင်ကငယ်စဉ်ကာလတုန်းကဂျန်နဲ့ကစားဟန်နဲ့တည်ငြိမ်မှုမရှိတဲ့သဘောထားတွေကြောင့်လူသိများတဲ့ကစားသမားတစ်ယောက်ဖြစ်ခဲ့ပါရယ် The Times ရဲ့ interview တစ်ခုမှာ Ronnie က ဟောင်းကင်ဖြစ်သူစတီဗရုကိုမကျေနပ်ခဲ့တာကြောင့်သူ့သားဖြစ်တဲ့အဲလက်စ်ကိုရွေးချက်ရှိရှိပြစ်မှတ်ထားအနိုင်ကျင့်ခဲ့ကြောင်းဝန်ခံပြောဆိုလာခဲ့ပါတယ်။ရော်နီက ကျွန်တော်ကငငယ်တုန်းက Ellis Bruce နဲ့ရင်ဆိုင်ကစားခဲ့ရတာကိုမှတ်မိသေးတယ်။သူ့ဖေကြောင့်ဒီဘဲကိုပြင်းထန်ထိုးသက်ချင်ခဲ့တာပါ။ဒါဟာကျွန်တော်တို့နာမည်ရစေမယ့်နီလန်တစ်ခုလေး။ပြီးတော့ကျွန်တော်သူ့ကိုဖက်နှက်နဲ့တစ်ကြိမ်ထိုးခဲ့ဘူးတဲ့။ခေါင်းနဲ့ပြေးတိုက်ခဲ့တယ်။ကျွန်တော်နဲ့ Ellis ကတငယ်ချင်းကောင်းတွေပါပဲ။ဒါပေမဲ့သူ့ဖေ Steve Bruce ကြောင့်ကွင်းထဲမှာပြင်းပြင်းထန်ထန်ရင်ဆိုင်ခဲ့ကြပါရယ်လို့ပြောဆိုသွားခဲ့ပါရယ်။ United လူငယ်ကစားသမားဟောင်းတစ်ခုဖြစ်တဲ့ Ellis Bruce ဟာ Birmingham Insur Lee United နဲ့ Hull City အသင်းတွေမှာကစားသမားဘဝကိုဖြတ်သန်းခဲ့သူဖြစ် ်ပါရယ်ဒီနေ့စောပိုင်းမှာဖခင်ဖြစ်သူဝက်ဘရွန်နီးပြဖြစ်လာပြီးတဲ့နောက်နီးပြဖွဲ့ဝင်တွေမှပါလာခဲ့တာဖြစ်ပါရယ်တချိန်တည်းမှာပဲရနီကတော့သူ့ရဲ့ကစားသမားဘဝအများစုကိုမန်ချက်စတာယူနိုက်တက်မှာဖြတ်တန်းခဲ့ပြီးအသင်းရဲ့စံချိန်တင်ကိုသွင်းရှင်တစ်ယောက်ဖြစ်မှတ်ချက်တင်နိုင်ခဲ့ပါရယ်ဒါပြင်ပရီးမီးယားလိဂ်ဘလား၅ချိန်ချန်ပီယံလိဂ်ဘလား၃ချိန်ပါဝင်ဆူပလား၁၀လုံးကျော်စုခုနိုင်ခဲ့ပါရယ်အဲနောက်နီးပြဘဝကိုကူးပြောင်းခဲ့ပြီးလက်ရှိချိန်မှာတော့အသင်းလက်မဲ့ဖြစ်နေပါရယ် ဂရနီကကစားသမားဘွားအနာယူသွားခဲ့ပေမဲ့လည်း United ပြည်သက်တွေပေါ်မှာတော့လွှမ်းမိုးမှုရှိနေစေဖြစ်ပါရယ် United ပြည်သက်တွေကိုရင်ကလည်းလက်ရှိတဲမှာရနီလိုမျိုးတရေနီစိတ်တဲ့နဲ့ကစားသမားမျိုးမရှိဘူးလို့ယူဆနေကြတာဖြစ်ပါရယ်ရနီဟာနီးပြဘွားမှာ DC United Birmingham Derby Plymouth တွေကိုဂိုင်းတွေခဲ့ပေမဲ့အောင်မြင်မှုမရှိခဲ့ပါဘူးကစားသမားဘွားမှာတိုက်စစ်ပိုင်းကစားတဲ့ကစားသမားတော်တော်များများကနီးပြဖြစ်ပြောင်းလဲလုပ်ကိုင်းရင်ရုန်းကန်ရတဲ့စင်လာကိုရနီတယောက်မကျော်ဖြတ်နိုင်ခဲ့ဘူးလို့ဆိုရမှာဖြစ်ပါရယ်ဒါပြင်ရနီဟာ United သင်းပေါ်ကိုလည်းတော်လေးတန်ရုံးစဉ်ကြည့်သူဖြစ်ပါရယ်အသင်းနဲ့မသက်ဆိုင်တော့ပေမဲ့လည်းရန်ဖန်ရန်ခါအသင်းအတွက်အကြံဉာဏ်ကောင်းတွေပေးတတ်သူဖြစ်ပါရယ် United တို့ FA ဘလာမှာဖွန်ကိုရှုံးပြီးထွက်သွားခဲ့ရုံကလည်းမကြည့်တင်ခဲ့အပြစ်တင်ပြောဆိုခဲ့မှုပါရယ်အဲဒီတော့ငေါရနီက ဖလားမှာတခြားအသင်းကြီးတွေမကြံတော့ဘူးလေဗျအဲ့ဒါ United အတွက်အခွင့်အရေးကြီးဗျဒီပွဲကိုတော့အနိုင်ရအောင်လုပ်နိုင်ခဲ့ရင်ဘလော့ကောင်းမလဲအခုတော့မလုပ်နိုင်ခဲ့ဘူးဒီပွဲဟော United ရဲ့ရာသီစိုးတစ်ခုကိုအချင်းချင်းဖော်ပြနေတယ်လို့ပဲအရန်စိတ်ပြက်စရာကောင်းနေပန်နဒီနှလုံးကလည်းစိုးဝါခဲ့တယ်လို့ပြောဆိုသွားခဲ့တာဖြစ်ပါတယ်လရှိချိန်မှာရော်နီဟာမိသားစုကိုချိန်ပေးနေပြီးတချိန်ကြာရင်တော့ United အသင်းကိုကင်တွယ်ခွင့်ရဖို့မျှော်လင့်နေပါတယ် ဟုတ်ကဲ့ပါရှင်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်နေ့မှလည်းအောက်စားနဲ့ပတ်သက်တဲ့သတင်းကြော်တွေကိုတင်ဆက်ပေးသွားအောင်မှာဖြစ်လို့ကျမတို့ရဲ့ page လေးကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကို share ပေးပါလို့ပြောရင်းနဲ့နှုတ်ဆက်လိုက်ပါရစေရှင်